င်္ဂလာပါရှင်မက်ရှလာ24ရဲ့သတင်းလာနေရွှေရကုန်ရဲ့ရန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့20ပြည်တက်မတော်နေကိုစုစုကွန်ပျူတာအဖြစ်တကုံမျိုးသိအရှိပိုင်းမျိုးနဲ့ပညာပန်းစာကြည့်တိုင်းအစာဦးသေးဖွင့်ပေးခြင်းပါတယ်သတင်း။ နှစ်80ပြည့်တက်မတော်နေ့ကိုကျေးဇူးကုန်ပြုသောအဖြစ်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိအရှိပိုင်းမြို့နယ်ရှမ်းတေးကြီးကျေးရွာပညာပန်စာကြည့်တဲ့အစအဦးတည်ဖုံမွဲခန္ဓာကိုမတ်လ23ရက်မိုးလယ်3နာရီကအစူပါစာကြည့်တဲ့အစအဦးတည်တွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝင်ကြီးများတိုင်းခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါသည် ရှေးဦးစွာစာကြည့်တဲ့အဆောက်အဦတစ်ကိုပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဒေါက်ခင်စော်လင်းတကုံမြို့သိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကိုတကုံမြို့သိအရှိပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတန်စောရှမ်းဒေသကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းထွန်းနဲ့ပညာပန်စာကြည့်တဲ့ကော်မတီနိုင်ရကဦးဝင်းနိုင်တို့ကဖေးချုပ်ပြဖွင့်လှစ်ပေးကြပါတယ်။ ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးစာကြည့်တဲ့များကြီးကြပ်ရေးကော်မတီနာယကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကစာကြည့်တဲ့ဆိုင်မုတ်အားဆက်ကလုတ်နှင့်ဖွင့်လှစ်ပေးပြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကကပြေးမော်ကွန်အားအမွှေးနဲ့တာရီများပတ်ဖြန်ပေးပါတယ်။အဲဒီနောက်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကစာကြည့်တဲ့အတွင်သို့လှည့်လည်ကြည့်ရှုပြီးစာဖတ်နေတဲ့ကျောင်းသားလူငယ်များကိုအားပေးစကားပြောကြားကြပါတယ်။ ဆက်လက်ပြီးအခမ်းအနားကျင်းပရာရန်ကုန်တိုင်းဒေသကြီးစာကြည့်တဲ့များကြီးကြပ်ရေးကော်မတီနာရဲ့ကရန်ကုန်တိုင်းဒေသကြီးအစိုးရဝင်ဝင်းကြီးချုပ်ဦးစိုးသိန်းကအဖွင့်အမှားစကားပြောကြားပါတယ်အဒီနောက်တိုင်းဒေသကြီးအစိုးရဖွဲ့ကလှူဒန်းနေပြည်ပေါ်ကပစ္စည်းနဲ့စားဥစားဆောင်များကိုပေးရရာပညာပန်စာကြည့်တဲ့ကော်မတီဥက္ကဋ္ဌဦးအောင်တန်းကလက်ခံပါတယ်။ ဲ့ဒီနောက်စာကြည့်ရိုက်ဆိုင်ရာအချက်အလက်များကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတန်းစောက ပြည့်ရရာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရန်ကုန်အရှိပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လတ်လနွေကလက်ခံရယူပြီးရှမ်းဒဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းထွန်းကကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်အစိုးရစာကြည့်တဲ့အစအဦးတစ်ကိုမြန်မာနိုင်ငံစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရဲ့မတ်တီငွေ7350 အလူရှင်များမှစုပေါင်းလူဒန်းနဲ့ငွေကျပ်142သိန်းစုစုပေါင်းငွေကျပ်292သိန်းဖြင့်အမြင့်73ပေအလျားပေ20နဲ့အနံပေ30ဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးတော့စာကြည့်တဲ့တွင်လည်းသူတရရတအစာဥစားဆောင်1500အုပ်လူဒန်းထားရှိကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အေးမြင့်စုကပေးပို့လာတာပါဆလာတင်ဆမဲတဲ့ငါတော့တွန်တင်းမြူနယ်ရင်းပညာရေးနဲ့သင်ပြနည်းပညာဒီပလိုမာသင်တန်းဒီပလိုမာ in education သင်တန်းဖွင့်လှစ်တဲ့တဲ့ ညာရေးဝန်ကြီးဌာနအခြေခံပညာဝစီဌာနနဲ့ဟာခါဒီဂရီကောလိပ်တို့ပူးပေါင်းပြီးရန်ကုန်တိုင်းဒေသကြီးတွန်တေခရိုင်တွန်တေမြို့နယ်တွင်ရှိမူလာရန်ပြဆရာဆရာမများအားတင်ကြားရေးတွင်အထောက်အကူပြုစီရန်အတွက်ပညာရေးနှင့်တင်ပြနည်းပညာဒီပလိုမာသင်တန်းကိုမက်လ24ရက်နေ့9နာရီကအမတ်တေအခြေခံပညာထပ်တန်းကျောင်းတွင်ပြုလုပ်ကြောင်းသိရပါသည် အဆိုပါသင်တန်းတွင်ဟာခဒီဂရီကောလိန်နှင့်နေပြဆရာဆရာမများကမတ်လ24ရက်မှမေလ30ရက်အထိ49ရက်ကြာသင်ကြားပို့ချပေးတော်မှာဖြစ်ကြောင်းနှင့်သင်တန်းကိုတွန်တင်းမြို့နယ်တွင်ရှိမူလာရန်ပြဆရာဆရာမ949ဦးတက်ရောက်မှဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့တွန်တေးသားကပေးပို့ထားပေးဖြစ်ပါရရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တုံကွာမြူနယ်တွင်ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမတ်စဉ်တင့်မြင့်ဆောင်2025ဖွင့်ပွဲကျင်းပတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်တုံကွာမြူနယ်တွင်ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမတ်စဉ်တင့်မြင့်ဆောင်2025ဖွင့်ပွဲအခမ်းအနားကိုမက်ရှလာ24ရက်နေ့နဲ့7နာရီမိနစ်30ကအမတ်တိခြေကံပညာထက်တန်းကြောင့်အစီအွေခံမှမှကျင်းပကြောင်းသိရပါဗျ။ဦးစားမြို့နယ်ပညာရေးမှူးဒေါ်ဆန်းဆန်းထေကအဖွဲ့အမှားစကားပြောကြားပြီး အထက်ခနှစ်တကုံစိတ်ကံမှတင်နန်းနီးပြကောင်းဆောင်ကျောင်းဆရာမကြီးဒေါ်သက်သန်တွေကတင်နန်းဖွင့်လျရခြင်းအရွေချက်ကိုပြောကြားပါရယ်တင်နန်းကာလမှာမတ်လ24ရက်မှမေလ30ရက်ထိဖြစ်ပြီးတင်နန်းသားတင်နန်းသူလက်ထပ်မူလာရန်ပြမူလာရန်ပြဒုတိယမူလာရန်ပြဆရာဆရာမ348ဦးတို့တယောက်ကြမှာဖြစ်ကြောင်းသိရှိရပါရယ်ရှင်ဒီသတင်းကိုတော့စီသူလင်းကပေးပို့လာတာပါ ရွှေရကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ရှင်။